အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Arsenal team ရဲ့အပြောင်းရွှေ့တွေကလည်း Martin Supermandi ကျွန်တော်ကြီးညာပြီပေါ့ဗျာထားပါတော့ Supermandi ရောက်ပြီပဲထား Kepa Risa Plaga ရောက်ပြီထား Channel အကုန်လုံးကတကယ့်ကိုအေးပဲအဓိကပြဿနာက Arsenal ကအရေးသွေးမြင့်တဲ့ World Class အဆင့်ရှိတဲ့ player တယောက်ကိုလိုချင်ပေမဲ့အဲ့တန်ချင်းမပေးနိုင်ဘူး ကျွန်တော်သိထားလို့ရပူရအာဆင်ကဒီ transfer market မှာတန်းနေရသုံးခွင့်ရှိတယ်ဆိုတော့ benjamin sesco တယောက်ထဲအတွက်တန်း80 90လောက်သူတို့မသုံးချင်အဲဆို clear ရဲ့ transfer budget ရဲ့တဝက်တိတိသုံးသွားပြီအဲအဲ့ထဲမှာ sesco ကလာစာတောင်းတာတို့ demand လုပ်ထားတာတွေအများကြီးရှိတယ်တခါ rodrigo ကိုလိုချင်ပေမဲ့ rodrigo လာစာများတာတို့နောက် mohamed kudus ကပြောင်းရွှေ့ခြင်းများတာတို့အဲတစ်ဖက်က vitis yogres ကလောက်ကလာစာထပ်ပြောင်းရွှေ့ခြင်းများတာတို့ဒါနဲ့ပဲတိုင်ပတ်နေတယ်အခု ဒါကျွန်တော် အာဆန်ရဲ့ attacking ကိုပဲကျွန်တော်ပြောမယ်သူတို့ရဲ့အဓိကအမိန် attacking ကဒါအခုလက်ရှိမှာ Benjamin Sesko နဲ့ now Victor Yokres နှစ်ယောက်ရှိတယ်နော်ဆိုတော့ Benjamin Sesko ကအခုဘာဖြစ်နေလဲဆိုတော့ Arsenal က Benjamin Sesko ကိုပုံကိုရေးဆိုင်ရာသဘောတူညီမှုရတယ်ဆိုတဲ့သတင်းတွေဖော်ပြထားတယ်အဲ့ဒါကလည်းမှန်ကြီးမှလည်းမှန်ပဲဒါပေမဲ့အဲ့ဒီသတင်းတွေတောက်လျှောက်တက်ပေမဲ့ပြဿနာက Sesko အတွက်က လိုက်ဖစ်ကဂရီမတီတာရောကစားမကတောင်းဆိုတဲ့ဓမန်းကရောလောက်ခလားဆိုရအဲ့ဒါဒီအားလုံးကိုအားစင်ကစိတ်ပြက်နေဒါပေမဲ့တို့ patient ဖြစ်တယ်ဒီပြောင်းရွှေ့ဖြစ်မယ်လို့ယုံကြည်နေတယ်ဒါပေမဲ့အချိန်ကိုတို့စောင့်နေတဲ့သဘောလို့ပေါ်ပြတယ်အားစင်က Benjamin Francisco ရဲ့အပြောင်းရွှေ့ကိုတိခါမှုတော့တော်တော်လေးတော့ကုံဆုံးလာတဲ့အကြောင်းနဲ့ Benjamin Francisco တောင်းဆိုတဲ့ wages wages demand သူရဲ့လောက်ခလားစာဟာ Arsenal ရဲ့ payment structure ကိုကျော်နေတယ် ်ဆိုတော့အချက်ဆိုတော့ဥပမာထားပါတော့နီကိုဝီလျံကိုအာဆန်ရောချယ်ဆီကိုလိုချင်တယ်တန်းလေးစတောင်းတပတ်ကို၄သိန်းတောင်းတယ်ဆိုတော့၂သိန်းလုံးကလက်မြောက်သွားတယ်ဆိုတော့ဘာဆိုနာကိုပဲသွားတော့မယ်အဲ့ချိန်မှာအာဆယ်ကလီဝိုက်ဆန်တွေကိုချန့်ရှိတယ်လစာများတယ်မစင်စားဘူးခူတူကြတော့ပြောင်းရွှေ့ခြင်းများတယ်တပတ်ကအခု ရိုဒရီโกကြတော့တနစ်ကို12တန်းတောင်းတယ်ဆိုတဲ့သတင်းတွေကြောင်းရိုဒရီโกပြောင်းရွှေ့ကိုလည်းသူတို့ကတွေးဝေပြီးတော့ဆက်လို့ရမလို့လို့မလို့ရမလို့လို့ဖြစ်နေတယ်အဲ့ချိန်မှာဒီကျွန်တော်တို့အိုလီဝီကွင်းရဲ့အပြောင်းရွှေ့ကဗီလာကရောင်းမှာမဟုတ်ဘူးဆိုတော့ဒီနေရာမှာယော့ခရက်စ်နဲ့ဆက်စကိုပဲဆိုတော့တစမ်းမှာဖော်ပြချက်ရရော Telegraph ကဖော်ပြချက်ရဘန်ဂျမင်ဆက်စကိုကမြန်မာတဲ့လောက်ခလာစာအပြင်နောက်တစ်ခုကယော့ဂျေးစာချုပ်ပါသူရဲ့ contract ထဲမှာထည့်သွင်းပေးပါ အရာသူတောင်းဆိုထားတဲ့အချက်တစ်ချက်နောက်တစ်ခုက Leipzig ကယူရိုတန်း80နဲ့တန်းတရာချလုံးဝမလျှော့ဘူးဆိုတဲ့အချက်အဲ့ဒီချက်ကြောင့်အာဆင်ရဲ့ transfer ကရှေ့ဆက်မရဖြစ်နေသူတို့ကလည်း over budget တွေဖြစ်ကလပ်ကတောင်းထားတဲ့အမောင်းကလည်းများအခုကျွန်တော်နားမနေတဲ့တစ်ချက်ကပထမအကြိမ် first bit တောင်မပြတ်မကန်းလာနဲ့ပြတ်သလားပဲအခုကကျွန်တော်တို့က light တွေစူးစားတယ်ဆွေးနွေးတယ်ဒါစုံစမ်းတယ်ပြီးကစားမောက်ကိုတွေးတယ်ကလပ်ကိုညှိတယ် ဒါပေမဲ့ဘယ်မှာလဲပထမကံအချိန်ကာလမှု first day လုံးဝမရှိသေးဘူး။ဒါမှလို့ကျွန်တော်နားလေတဲ့ transfer window က3လဆိုတာ။ဒါပေမဲ့ကျွန်တော်3လအထိစောင့်လို့မရဘူး။အနည်းဆုံးတော့2လအတွင်းပြီးရမှာ။ဘာလို့လဲဆို pre season တို့တွားတဲ့ July မတိုင်ခင်မှာကျွန်တော်တို့အပြီးရမှာ။ရာသီစမှာကျွန်တော်ပွဲအမတန်ကြက်တယ်။ Liverpool away, Man City away, Man United away, Newcastle away ဒီလိုပွဲတွေကိုကြော်ဖြတ်ဖို့ရရာသီစမှာတွေကချေချောရင် title race က probably gone ဖြစ်သွားမှာ။အဲ့ဒီအချိန်မှာအခုကလပ်ကအခု ဘယ်လိုပြောမလဲဆိုကျွန်တော်တခုပဲဗျာဥမာပါတီဒီစီရှင်ကျွန်တော်ပြောပြတောမက်စ်ပါတီကိုကလပ်ကတပတ်ကိုနှစ်သိမ်းမပေးခြင်းလို့သူ့ကိုထွက်ခွင့်ပေးမယ်ဒါပေမဲ့ဂါဘရီယယ်ဂျေဆုကနောက်ဆုံးနှစ်နှစ်အတွင်းမှာသူနာနေတာ၈လလောက်ရှိတယ်မနစ်ကလည်းရာသီဘွက်ကနေတခြားလုံးဒါရရသွားတယ်တော့မနစ်ကလည်း၆လချုံ၇လလောက်နာတယ်ဝေါ်ကပ်ပြောင်းလာတဲ့နှစ်တုန်းကလည်းသူ၃လလောက်နာတယ်ကမ္ဘာဖလားပြီးရဲ့အချိန်မှာသူ၃လလောက်နာတယ်ဟိုးရှစ်တနစ်ကလည်းသူအကြာကြီးနာတယ်ဆိုတော့ total အဖြစ်အားစေကိုသူရောက်လာတဲ့အချိန်မှာ 12လ13လလောက်တနစ်ကျော်မကနားတယ်ဗျာဆိုအဲ့ဒီကစားမကိုတပတ်ကို2သိန်းကျော်2သိန်း1000ပေးနေတဲ့အချိန်မှာဂါဘရီယယ်ဂျေဆုကို2သိန်း1000ပေးချိန်မှာပါတီးကိုဘာလို့မပေးနိုင်ရမှာရှင်းရှင်းလေး injury တစ်ချိန်လုံးဖြစ်နေကြမှာဇင်ချန်ကိုတစ်ချိန်လုံး injury ဖြစ်နေသူလည်းသိန်းခွဲလောက်ရတယ်စဉ်းစားလို့ပြခါလေးရတွေ့ဝင် logic မကျတော့ပြောတာပေါ့လေ logic မကျတဲ့အချက် injury အချိန်ချင်းဖြစ်နေတဲ့ကစားမတယောက်လာစားများလို့ဆိုပြီးတော့ ဘယ်လိုပြောမလဲအဲ့လိုမျိုးအခြေအနေမျိုးတစ်ခါကျအာဆန်ကလာတာနဲ့ပတ်သက်လို့ရှိရင်အမတန်ခါလာဝဒီခါလာဝဘယ်လိုပြောမလဲဒီခါလန်ချိန်ပါဆိုအဲ့တော့မှတ်မှတ်ရပဲစာချုပ်က6လကျန်တယ်အဆူမီလာကိုသူတို့ပြောင်းရွှေ့ရတဲ့ဗျာမျိုးပဲအပီးပေးလိုက်ဘာလို့သူရဲ့လုခလာစာတပတ်ကို8000မပေးခြင်းလို့အဲ့လိုတိကျွက်ကြတာကျွန်တော်အဲ့ဒါကိုတော့ကျွန်တော်လုံးဝမကြိုက်ဘူးအဓိကပြတ်သွားသူတို့လောက်တာဒီမှန်โอเคအဲ့လိုကျွက်ကြလို့ဟိုဆူပလာတွေရနေတဲ့အကြောင်းပေါ့ကျွက်ကလည်းကြာသေးတယ် ီးတော့ပြီးလုတ်လိုက်ရင်တလွဲကြီးကျွန်တော်အဓိကပြဿနာအခုလက်ရှိမှာ Sesco အပြောင်းရွှေ့ကလစာအရန်များလို့ဆိုပြီးကြီးကြီးများနေတယ်အဓိကတော့မှပြောင်းရွှေ့ရလည်းမရော Yorkress ကြတော့လည်းအသက်ကကြီးနေတယ်နောက်တစ်ခုက Sporting ကတန်းတန်း80ပေးလိုက်ပါပြက်နေတဲ့ကိစ္စဒီပြောင်းရွှေ့ဘာမှလက်ချင်စာမလို့တန်း80 Chelsea ပါကြောင်း Supply တွေရတယ်နောက်ဆုံး Conference ရတာလည်း Conference ပဲဗျာရှင်းရှင်းလေးပေးတင်ပေးထိုင်တဲ့ပြောင်းရွှေ့ခြင်းကိုပေးပြစ်တယ်မန်စီးတီးပါကြောင်းအောင်မြင်လေဘာဘူးထပ်အောင်မြင်ဦးမှာပဲဘာလို့လူတွေအများကြီးကိုသူတို့လိုသလောက်ပေးပြစ်တယ် အခုကကိုကတိုင်ပတ်နေတာအခုတိုင်ပတ်နေတဲ့ပြဿနာပဲအခုလောလောဆယ်အနေထားရာကျွန်တော်ဒုံရင်ဒုံရင်ဖြစ်သွားမှာအခုကယောဂရက်ကအရန်ပြောင်းချင်တယ်ဒါပေမဲ့အဲ့ပြောင်းကစားမကြောက်လဲပြည့်ဥပခါပြုတ်ထားတယ်နှလုံးနဲ့လည်းဘောင်းပြီးကြက်နေတယ်နှလုံးနဲ့ဘောင်းပြီးဘာမှမသိဘူးလောလောဆယ်မှာတေးကြတာတော့အခုဟိုပါတီကိုထုတ်ပြီး Nogas ကိုခေါ်မယ်ဗျာ make sense လုံးဝမရှိဘူး30နှစ်ရွယ်ချီပြီးတော့ prime time မဟုတ်ရင်တော့မှ prime time ဘာကစားတဲ့သူကိုထုတ်ပြီးတော့30နှစ်ရွယ်ရှိတဲ့ Nogas ကိုခေါ်စဉ်းစားလို့မရဘူး ားလုံးကျေးဇူးတင်ပါတယ်